မင်္ဂလာညချမ်းလေးပါရှင်ကျွန်မကတော့ဒီကနေ့ပြောပြပေးမယ့်အကြောင်းအရာလေးကတော့လက်ခော်ကာထာဖြစ်ပါတယ်เนาะလက်ခော်ရဲဆိုတဲ့အမှနေရာမှာပေါ့เนาะတချို့ကတော့ပြစ်တိုင်းနာယူကလေးတွေထားကြတယ်အဲတဆူကြတော့မိမိတင့်တရာပေါ့เนาะနှင်းစီပန်းဟလာเนาะ ဟိုပလင်းထဲမှာဟာလာကြောက်ခဲလေးတွေထည့်တယ်ကြောက်စက်တွေထည့်တယ်နှိစီပန်းထိုးတယ်ဟာလာနော်တချို့ကြတော့အဲတချို့ကြတော့ကစုံညွန့်လေးတွေထားကြတယ်ဒီပေါ့နော်လိုင်းပေါ်မှာတင်တဲ့ဓာတ်ရည်တွေ၄ပေါ့နော်အဲ့ဒီရည်တွေ၄တွေကိုကောင်းလို့ရရလေးတွေကိုဟာလာနော်မိမိရဲ့ကောင်းတာအလုံးစပွဲယုံကန်ဆိုင်ကန်နော်အဲ့လိုနေရာတွေမှာတင်ထားကြတယ်တချို့ကြတော့တတ်မြာသီးတွေပေါ့နော်အဲ့ဒါလေးတွေလည်းကျမတွေ့ဘူးတယ်ရှင်ကျမသွားတဲ့နေရာတွေမှာပေါ့နော်အဲ့ဒီတော့ကျမတို့တွေဟာနော်ဟာလာ ဆိုလိုတဲ့သဘောကဘလို့ဓာတ်ရည်တရားဒီကိုပဲစင်စင်မိမိနဲ့ရန်ဓာတ်မိတ်ဓာတ်ဆိုတာရှိပါတယ်အဲ့တော့တို့တွေကမိတ်ဓာတ်ကိုစင်မိတယ်ဆိုလို့ရှိရင်တော့ဒါကောင်းတာပေါ့ရှင်ရည်တရားအတိုင်းကတော့ဒါမိမိနဲ့ရန်နဲ့မိတ်ဓာတ်ဆိုတာရှိပါတယ်အဲ့တော့ရန်ဓာတ်နဲ့ ဒီဓာတ်စင်တဲ့အရာတခုကိုမိမိရဲ့ကောင်တာအလုံစပွဲ ရုံကန်ဆိုင်ကန်နော်စားတောက်ဆိုင်ကောင်တာစပွဲအလုတ်ခန်းပေါ့နော်ဟလာအဲကုံချောက်ဆိုကုံချောက်ပေါ့နော်ဘလူးနီယာမျိုးဆိုဆင်မိတယ်ဆိုလို့ရှိရင်မိမိဟာနော်မိမိရဲ့ပွင့်လန်းနေတဲ့ကံတရားတွေတောင်မှဒါအ ਨੇ အချင်းပေါ့နော်ရက်တန်သွားစီပါတယ်အဲ့တော့ကျမတို့တွေဟာဓာတ်စင်မှန်မှုလိုပါတယ်ဓာတ်စင်မှန်ရှင်းတယ်ပါတယ်ဥပမာဆိုလို့ရှိရင်တဆူဆိုအမျိုးမျိုးပါပဲစင်ကြတာအဲ့တော့ကျမကတော့အဲ့လိုမျိုးစင်နေဆိုတဲ့အရာထက်ကူမှ ပေါ်တော့ဒီ Yahoo အပါအဝင် ရှေ့ရတာသမီတွေအတွက်ကိုအဆဆရရပေါ်တော့ဒါရန်တက်မိတ်တက်လဲကင်းလို့မဲ့ရေတရားလေးတွေဂါထာတော်လေးတွေလက်ခော်မန်တန်လေးတွေကိုကျမဟာမကြမကြတင်ဆက်ပေးတဲ့ပါတယ်အဲ့ဒီတော့ကျမအခုတင်ပေးမယ်လက်ခော်ဂါထာလေးဖြစ်ပါတယ်เนาะ စိတ်ဖြောင်းရင်ဂုံဖြောင်းပါတယ်အဲဒီတော့ကျမတို့ကစိတ်ပူတော့အဓိကပေါ့နော်စိတ်ကိုဖြောင်းဖြောင်းလေးထားမယ်ဆိုလို့ရှိရင်တော့မိမိရဲ့ဂုံတဲ့င်းဟာကြော်စောစေပါတယ်ဟာလာဘသူဖြက်ဖြက်မပြတ်ဘူးပေါ့နော်မိမိရဲ့လုပ်ငန်းကိုင်ငန်းကိုမကောင်းတဲ့င်းပြောတာပဲဖြစ်ဖြစ်မိမိရဲ့နော်ဟာလာစားတော့ဂုံကိုမကောင်းတဲ့င်းပြောတာပဲဖြစ်ဖြစ်အဲ့ဒီအရာအလုံးဟာရန်နေအလုံးကိုပြင်းပြင်းပြင်းငိမ့်စေပါတယ်အဲ့ဒီတော့ကျမတို့ကစိတ်ဖြောင်းနေဆိုလို့ရှိရင်ဂုံဖြောင်းပါတယ်ရှင်โอเคအဲ့ဒီတော့ကျမကအခုဒီခါတာတော်မြတ်လေးကိုရေးပြီးတော့လဲတင်ပေးပါမယ်ညွတ်လဲညွတ် ဖတ်ပြပါမယ်ရှင်အရဟံဗုဒ္ဓောအရဟံအရဟံဗုဒ္ဓောဗုဒ္ဓတ္တဂုဏတေဇတ္တဟဟလာနော်တပ္ပတိတ္တိ လာဘန်မေဘာဝုတတိတဲ့နော်လေးကြောင်ပဲရှိပါတယ်အဲ့တော့ကျမဂါထာတော်မြတ်လေးကိုလည်းရေးပြပါမယ်နော်မနက်ကို၃ချိန်နေ့လယ်ကို၃ချိန်ညကို၃ချိန်ရုပ်ဖတ်တဲ့ဆယ်ပူဇော်ပွားများပါမိမိရဲ့အလုပ်ခန်းမှာအဆဆရရပြည့်လဲစေဖို့အတွက်ကိုမနော်အောင်အိုးနော်တင်လူထမ်းထားပြီပါအောင်အိုးတော့သူကလှလှလေးပေါ့နော်ဟလာမြေအိုးနဲ့လဲရတယ်ဖန်အိုးနဲ့လဲရတယ် ကြည့်ဦးနေလေးရပါတယ်နော်အဲ့တော့အောင်တပြေဆိုတာကတပြေဆိုတာအဆဆက်ရရပြည်လေစီရရှင့်အဲ့တော့အဲ့ဒီအောင်တလေးကိုကျမကမြစ်တာဖြင့်တင်ဆက်ပေးလိုက်ပါတယ်ရှင်